ဘသူမှမဝင်းစံနိုင်တဲ့တံပိုးကြီးရတနာတွေနဲ့မိုးရီတွေမှာအခုလိုမထင်မတဲ့ပုံစံနဲ့မင်္ဂလာလက်မှတ်ထိုးပွဲကျင်းပခဲ့တဲ့အငယ်စဉ်ဆုံးတွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမလေးစံတွေကနေပြောင်းလဲကြိုဆိုလိုက်ပါတယ်ပုံမှန်အဖြစ်မင်္ဂလာပွဲတစ်ခုအထူးသဖြင့်ကိုဘွားရဲ့အရေးကြီးဆုံးလက်မှတ်ထိုးပွဲတစ်ခုကို မိုးရီတဲတဲမဲမဲရွာတဲ့နေ့မှာအပြင်ဘက်မှာကျင်းပဖို့ဘယ်သူမှစိတ်ကူးမိမှာမဟုတ်ပါဘူး။ဒါပေမဲ့အခုဆိုရှယ်မီဒီယာပေါ်မှာတက်လာတဲ့ဓာတ်ပုံတွေကအဲ့ဒီလိုပါရန်ကုန်မြို့ရဲ့မိုးရီတွေကြားထဲမှာမြမရိုးရပသိမ်တီးလက်လက်လေးတွေကိုစောင်းပြီးတော့ အရန်ကိုရိုမန်တစ်ဆန်ဆန်ကျင်းပခဲ့တဲ့မင်္ဂလာပွဲလေးတခုပေါ့ဒီလိုမထင်မှတ်တဲ့ပုံစံလေးနဲ့ကျင်းပခဲ့တာဘယ်သူတွေလဲဆိုတော့ဟုတ်ပါရဲ့ပရိသတ်တွေမျောလင်းတကြီးဆောင်စားနေခဲ့ကြတဲ့ငယ်စဉ်ဆုံးတွေမင်းသမီးကျော်လေးစုပြစ်တဲ့စင်နဲ့မင်းသားကျော်ဟိဝင်ရင်တို့ရဲ့ဇုံတွေပဲဖြစ်ပါတယ်မိုးရီထဲမှာပသိန်ထီးလေးတွေနဲ့မြန်မာဆန်ဆန်ရိုမန်တစ်ဖြစ်နေရကိုကြည့်ပြီးပရိသတ်တွေကတော့ချစ်စရာကောင်းလိုက်တာရိုရိုလေးနဲ့စက်တီရရှိလိုက်တာထင်နေတုံးပါပဲ အားလုံးရဲ့မျက်လုံးတွေပြူးကျဲသွားစေမယ့်အရာတစ်ခုကိုသတိထားမိသွားကြပါရယ်အဲ့ဒါကတော့သတို့သမီးလေးဆိုပြတဲ့ကြင်ဝိစင်ထားတဲ့လက်ဝိယရဏတွေပါပဲဒါကအာမန်ယရဏတွေမဟုတ်ပါဘူးကဘာကျော်တိုက်တဲ့နေရုပ်ရှင်တွေကသမုဒ္ဒရာရဲ့နှလုံးသားလို့လူသိများတဲ့အာဖရိကစိန်ပြချင်းတွေပါတန်ဖိုးအဖြစ်အမေရိကန်ဒေါ်လာတန်900တောင်ရှိရလို့ဆိုကြပါရယ်မြန်မာနိုင်ငံမှာတော့ဘယ်သူမှမဝိစင်နိုင်သေးတဲ့စိတ်ကူးတဲ့တောင်ထဲမတွင်ရတဲ့တန်ဖိုးတစ်ခုပါဒီလိုတန်ဖိုးကြီးလာတဲ့အာဖရိကစိန်ပြအစ်စ်ကြီးတွေကမှအည်သွေးမြင်မှာဆုံးစိ င်အဖြူတွေကာရံများစွာရှိတဲ့စိမ်တွေနဲ့ဝန်းရံပြီးတော့တည်တည်တတ်တတ်ဖန်တီးထားတဲ့လေဆွဲနက်ကလက်စွပ်အစုံအလင်ကိုသတို့သမီးဆိုပြတဲ့စင်ကဆင်မြန်းထားပါတယ်။သတို့သားဟင်းဝန်းရံကလည်းသူ့ရဲ့ရှင်ဘတ်မှာလိုက်ဖက်ညီတဲ့စိမ်ပြရတနာကိုထပ်မံပြီးတော့ဆင်မြန်းထားပါသေးတယ်။ဒါကတကယ်ကိုမှမထင်မှတ်တဲ့ပေါင်းစပ်မှုပေါ့။တစ်ဖက်မှာတော့မိုးရေဇက်တွေနဲ့မြမရိုးရာပသိမ်ထီးလေးတွေနောက်တစ်ဖက်မှာတော့ဒေါ်လာသန်း900တန်းကမ္ဘာအရှာပါဆုံးစိမ်ပြခြင်းတွေဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့မင်္ဂလာပွဲကျင်းပရေတော့ကျင်း င်းပနိုင်တာကဒီစုံတွဲပဲရှိပါလိမ့်မယ်။ဒါကြောင့်လည်းဘယ်သူမှမကျင်းပဘူးတဲ့ပုံစံလို့ပြောနေကြတာပေါ့။ဒီလိုမျိုးခန်းထားတဲ့ပွဲကိုဘာကြောင့်ဒီလိုမိုးရတဲ့နေ့မှာကျင်းပခဲ့ရတယ်လဲဆိုတော့ဒီနေ့ဟာသူတို့နဲ့ဦးရဲ့ချစ်သူတတန်း6နှစ်နဲ့6လအတိပြည့်တဲ့နေ့ဆိုတော့အမတ်တရနေ့ရလေးပဲဖြစ်ပါတယ်။ နှစ်ဖက်သောမိဘဘိုးဘွားဆွေမျိုးမိသင်္ကဟာတွေအားလုံးရဲ့ရှေးမောင်းမှာပဲစက်တီမင်္ဂလာရှိစွာနဲ့လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဆိုပြတဲ့စဉ်ကိုကံအကောင်းဆုံးမင်္ဂလာဘယင်းမှာတပားလိုပဲဆိုပြီးတော့ချီးကျူးနေကြပါတယ်။ဒါကလည်းဟင်းဝီယန်ကပရိသတ်တွေတည်တဲ့အတိုင်းအမှုပညာရှင်တယောက်ဖြစ်တယ်လို့နောက်ကွယ်မှာလည်းဒီလိုမျိုးဒေါ်လာသန်း900တန်းရတနာတွေကိုအသာလေးစင်မြန်ပေးနိုင်လောက်တဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးရဲ့သားဖြစ်နေလို့ပါပဲ။ဘာပဲဖြစ်ဖြစ်ပရိသတ်တွေမျှော်လင့်နေခဲ့တဲ့ဇုံတွေတွေကပရိသတ်တွေထင်တဲ့ ားတာထက်အစာပေါင်းများစွာပိုပြီးတော့ခန္ဓာကြီးကျယ်တဲ့တိုက်တန်းနဲ့ထင်းကားလိုစိမ်ပြာကြီးတွေနဲ့မိုးရီတွေကြားထဲမှာရိုမက်တစ်ဆန်စွာနဲ့လက်ထပ်သွားခဲ့ပြီးဖြစ်ပါတယ်။ဒီလိုကြီးကျယ်ခန္ဓာတဲ့ယတနာတွေနဲ့မိုးရီတွေကရိုမက်တစ်ဆန်နဲ့ပသိမ်ထီးလေးတွေပေါင်းစပ်ထားတဲ့ငင်းစင်စုံတွေရဲ့မင်္ဂလာပွဲကိုပရိသတ်တွေရောအားကြနေပြီလားဆိုတာမှတ်ချက်ပြီးပြောသွားခဲ့ပါဦးနော်။ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။